မလိုချင်တာမရအောင်ယူတတ်တဲ့အစ်တင်တော်ရှိတယ်မရရင်မေဆေးအောင်ပြီးကားပေါ်တင်ပါအာဒီမှာဒီနေ့ကျွန်တော်တို့ကတွဲနေပါပြီမကျွန်တော်တည့်ရမလားအာဆွလို့လိုက်ပါတော့ဆိုရင်မှာအဲ့ဒါကြီးကသွားပြီးတော့တည့်ရမလားလောကမလင်းနဲ့တွဲနေပါပြီဆိုရင်ဆိုင်တဲ့ဆိုဆိုကြီးသွားပြန်ရောအဲ့လိုဒီ6ရောက်ထဲမှာဆိုရင်အားလုံးကလေသူနည်းသူဟန်နဲ့ပြန်ပြန်ကတ်တာပဲမာရည်ဒီလားဒါပေမဲ့ အားလုံးကဘယ်လိုပြောရမလဲအဲ့လိုတီးတန့်ပြောပါတီးတန့်မရှိဘူးအားလုံးကဟိုဖက်ကနေမဝိုင်းဖက်ကနေပြန်ထောက်တယ်ကျွန်တော်ဖက်ကနေပြောလိုက်ရင်သူတို့ဖက်ကနေပြန်ပြောတယ်အဲ့လိုမျိုးဆိုတော့၆ရောက်လုံးအဲ့လိုပဲမနိုင်နိုင်အောင်ပြောလာတာဆိုတော့လေအဲဘသူကပို့ပြီးတော့ဟွာပြစ်လဲဆိုတော့၆လုံးပါပဲအဲ့ဒါပြီးတော့လည်းဟိုတလုံးကလည်းဟိုနော်ဘလောက်တောင်မှပေါက်လဲဆိုတော့လင်းလင်းနဲ့သူပါအေးဟုတ်တယ်အဲ့ဒါလည်းဒီလိုမျိုးအာကျွန်တော်တို့အဲ့လို challenge တစ်ခုရှိတာပေါ့ ဲ့ challenge တစ်ခုထဲမှာသူကတရုတ်ဆောင်သွားတာတရုတ်ဆောင်တဲ့အခါမှာအာစင်ပေါ်မှာရှိတာဆိုတော့ကျွန်တော်ရေပြိုင်ပွဲဝင်နေရေဒိုင်လူကြီးရေဒါပဲရှိတာအဲ့တော့မလင်းကသူတရုတ်ဆောင်တဲ့အခါမှာမိမဘာလို့မှမရှိတော့ကျွန်တော်ပဲရှိတယ်လေအဲ့တော့အာဟိုတရုတ်ဆောင်တဲ့အခါမှာသူကကျွန်တော်ဒီမှာသူနေကျွန်တော်နေကတွဲနေပါပြီမ ကျွန်တော်သိရမလားအာသွန်လိုက်ပါတော့ဆိုရခြင်းမှာအဲ့ဒါကြီးကသွားပြီးတော့သိရမလားလုံးဝမလင်းနေတွဲနေပါလေဆိုရဆိုင်တက်ဆိုဆိုကြီးချက်သွားပြန်အာအဲ့လိုအကျော်ပေါ့နော်ပြိသက်တွေကြော်ရင်ကျင်တ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အာဒီကလစ်တာပြတာကိုအပေးရပြိသက်တွေအတွက်အဲ့လိုအပီဆိုဒ်တစ်ခုနဲ့တစ်ခုကမတူတဲ့ရပ်တာကြီးပြတာခြေခွဲစရာကြီးလည်းရှိတယ်ဝမ်းနေစရာလည်းရှိတယ်လန့်စရာကြီးလည်းရှိတယ်အဲ့လိုမျိုးအာသတင်းတွေလည်းရှိတယ်အဲ့လိုမျိုးဆိုတော့လေအဲ့တော့ဒီဒီကလစ်တာပြတာရှုလိုက်ကတင်လိုက်တယ်ဆိုတော့လေဒါအာပြိသက်တွေပျော်ဖို့အတွက်အဲ့လိုဟာပတ်နေတယ်တင်လိုက်တာပါ လို့ငွေချင်းတွေဆိုလည်းအများကြီးလာပို့ကြရလေတည်မလား congratulation လို့အာအဲ့လိုမျိုးတွေသူတို့လည်းစာယူပါပြေးကြတာပါအောင်ရမယ်ဟေးအောင်မီအင်္ဂါနဲ့ပဲသိတဲ့လူပြန်ငါနဲ့အိတ်ဖူးတဲ့ယောက်ျားတွေပဲဒီသူကအချင်နာ brush တွေနဲ့လေဘယ်နိုင်ကြည့်နေတာလဲဘယ်နိုင်ကြည့်နေဘယ်ပြီးပါလဲတော့အထဲတော့မှာဟဲ့ ။ဒီအထဲထဲမှာဘူးတွေတစ်တင်နေတော့။မလေးနေရပေးပြောတာမလေးနေရကိုယ့်အရှင်နေရမင်္ဂလာဆောင်ဒီမှာအမြဲဆုံးနေမိက artist လေးနော်ကျွန်တော်တို့အာဒီ MC လုပ်တယ်ဆိုရင်မလေးရအမြဲမိက artist ဖြစ်တယ်ဆိုတော့အမြဲတမ်းမလေးနေလည်းလို့မောင်မိုင်းလို့ဖြစ်နေရဆိုတော့ခွေရတာဗောတင်မလားမလေးဆိုရင်ငါနဲ့နေနေကိုမှွေလိုက်ပြန်ပြီဒီမှာဆိုပြီးတော့အဲအဲ့လိုမျိုးတွေဗော ဟာရှိတာပေါ့ဘာလို့လဲဆိုတော့ဒါကလေပထမဦးဆုံး LGBT reality show ဆိုတော့ကျွန်တော်တို့ကြိုးတဲ့အခါမှာလေလေအာဘယ်လိုပြပြမလဲစကားမှားသွားမှာပြီးတော့အယူအဆအတုံးတုံးလေးနားလည်မှုလေးလွဲသွားမှာဒါလေးကိုအများကြီးသင်ချင်ရတယ်တချို့ episode တွေဆိုလည်းမောက်တွေ့ရအတိုင်းပဲစကားမမှားအောင်ပြီးတော့နားလည်မှုမလွဲအောင် အများကြီးချိန်ပြီးတော့ပြောနေရတဲ့ပိုင်းနေရှိတယ်ပြီးတော့နောက်တစ်ခုကပို့ဆိုးတာပါလဲဆိုတော့ကျွန်တော်အလွတ်ပြောတဲ့သူမျိုးအလွတ်ပြောတဲ့သူမျိုးဆိုတော့ကျုံးနေနေဘာပြောလဲဘာပြောလဲဘာပြောမလဲဆိုတော့ကိုချိုတော့စဉ်းစားရတာပေါ့နော်ဒါပေမဲ့အာတခုခုအာဒီချောက်တဲမှာကျွန်တော်ဘာလဲဆိုတော့ရားနေပြရတဲ့သူလေချီပေးရတာအားလုံးချီပေးရဆိုတော့ကိုဘက်ကလည်းမตายရဘူးဒီဘက်ကလည်းမနာရဘူးအဲ့လိုအဲ့လိုမျိုးပါတခါကျရင်တချို့ရှင်ပြိုင်နေပြိုင်ပွဲတွေမှာဆိုလည်းအဲ့လိုပဲတခါကျရင်ကျွန်တော်ဘေးကနေပြီးတော့တို့ရှင်ပြိုင်လုံစိတ်ညားလာအောင်ဘေးကနေပြောတာလေးရှိတယ်အဲ့လိုအဲ့လိုမျိုးဆိုတော့အဲဒီ6ရောက်တဲမှာကျွန်တော်ကအာဂျားနေပြီးတော့ အာဟိုဘက်လည်းမျက်နှာတက်တာဒီဘက်လည်းမျက်နှာတက်တာအဲ့အဲ့လိုမျိုးလေးရောနေရတာပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းလေအာကျွန်တော်တို့ challenge ဖြစ်ခဲ့တဲ့ show ဘာလို့ challenge ဖြစ်ခဲ့တဲ့ show လို့ပြောလဲဆိုတော့ ဒီဥစ္စာညမာနိုင်ငံရဲ့ပထမဆုံး LGBT reality show ဖြစ်တဲ့ပြီးပြီဆိုရင်တကယ်ပိတ်ကော်ထားတဲ့ LGBT တွေကလည်းတကယ်နမေရနေတဲ့အမှုပညာရှင် LGBT တွေသွားဖြစ်နေတာအဲ့လိုအဲ့လိုမျိုးဆိုတော့ကျွန်တော်အတွက်ကလည်းတော်တော် challenge ဖြစ်ပြီးတော့ကျွန်တော်ကြိုးစားခဲ့ရတဲ့ show လို့ပြောလို့ရတယ်ပြီးတော့အာပရိသတ်တွေကပြီးတော့ကြီးစုတဲ့သူတွေကအားပေးကြရဲဆိုတော့လေဒါအခုကြိုးစားမှုလေးကအာဘယ်လိုပြောပြချင်းနဲ့ဆရာကောင်းပြီးတော့ PT ဖြစ်ရတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်ရတယ်နောက်ဆိုကျွန်တော်ကပုံမှန်ဆိုရင် wedding နဲ့ corporate လိုက်တွေမှာအနေများတာ哦เนาะပြီးပြီးဆိုကျွန်တော်တို့ show ဆိုတော့ကျွန်တော်အချိန်နေပေးရတယ်ပြီးတော့ရက်ခွေးရက်တွေအများကြီးပေးရတာ哦ဒီ show ကြောင့်အာကျွန်တော်အတိလာရသူတွေလည်းရှိတယ်အဲတချို့ဆိုရင်ဒီလိုမျိုးပေါ့အာမှတ်ရပြောမယ်ဆိုရင် ကျွန်တော်တငယ်ချင်းပေါ့တငယ်ချင်းရဲ့အာညီမတွေညီတွေကကျွန်တော်မသိကြဘူးဘာလို့လဲဆိုတော့တငယ်ချင်းချင်းမို့လို့သိရအဲ့လိုမျိုးဆိုဟာအဲ့ဒါဂလစ်တာရဲ့ပေးတာမှာပါတယ်အကိုကြီးမလားအဲ့လိုမျိုးလေးဆိုတော့သိရမလားအဲ့စီစဉ်ကအရင်ကြီးရတာနော်ပြောဖို့လဲကောင်းတယ်အကိုအာကျွန်တော်တို့ဆိုရင်ဝယ်ပြီးကြည့်ရဲတမီးတို့ဆိုဝယ်ပြီးကြည့်အေးကောင်းတယ်ကောင်းတယ်ကြည့်ကြည့်ပေါ့အဲ့လိုအဲ့လိုမျိုးလေးဆိုတော့ဒီ show ကြောင့်လည်းအဲ့လိုမျိုးဘယ်လိုပြောပြမလဲအာနည်းနည်းလေးပေါ့နော်အာနည်းနည်းလေးပို့ပြီးတည်လာတဲ့ဥစ္စာလေးရှိပါတယ်ပြီးတော့အဲ့လိုပြန်ချတော့လေလေအာအဆင်ပြေကျွန်တော်ဆို အမြဲတမ်းပြန်ပြီးရလေရှိုးမှာအဆင်ပြေရလားဘာလို့လဲဟာအကိုကြီးအဆင်ပြေတယ်ပြီးတော့ဒီရှိုးနဲ့အံဝင်ခွင်ကြလေသွားဖြစ်နေရပါဘောဒီကိုကလည်းငါကိုတွေကအခွေဆိုတော့ဟိုဘက်မှာလည်းဒီဟို၆ယောက်ကလည်းအခွေဆိုတော့အာအခွေခွေချင်းသွားပြီးတော့ပွဲသွားဖြစ်တာပေါ့အဲ့လိုမျိုးသွားဖြစ်တာအပင်ရရမယ်ဆိုရင်တော့အခုလိုမျိုး reality show တွေအများကြီးရိုက်ချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအရင်နှောင်းကဆိုရင် ကျွန်တော်ကဒီ freelance mc live ကိုမရောက်တော့ကျွန်တော် mndc မှာတင်းနေတက်ခဲ့တာကိုကျွန်တော်ရဲ့ brain ကပါလဲဆိုတော့ tv presenter နဲ့အဲ့လိုမျိုး host ဖြစ်ချင်တာအဲ့လိုဖြစ်ချင်တာဆိုတော့ဒီ freelance ဘက်ကိုရောက်သွားတဲ့အခါကျအဲ့ဘက်ကိုလုံးဝပြန်မလှည့်နိုင်ဘူးပြန်မလှည့်နိုင်တဲ့အခါကျအခု freelance ဘက်မှာလုပ်နေနေအဲ့လိုမျိုးဟာ show တွေကန်လန်းနေပြီးပြီဆိုရင်ကျွန်တော်တို့ဟာတခြားကျတော့ activity ပဲ program လေးကြီးကန်လန်းနေအဲ့လိုမျိုးဆိုရင်အရန်ပြောတာပေါ့လို့ဆိုတော့ကို တကယ်လုံးချင်နေပြီးတော့ကိုလုံးချင်နေကိုဝါသနာပါတဲ့အလုပ်တစ်ခုကိုเนาะပြီးတော့အာဒီဘက် freelance mc ဘိုင်းမှာလည်းမင်္ဂလာမောင်နှံစုံနေပြီးတော့လုပ်ငန်းရှင်တွေအတွက် corporate ဘွေကြီးလုပ်ပေးရသလိုမျိုးအာဒီဘက်ချမ်းမာဆိုရင်လည်းကိုချိရတဲ့အမှုပညာရှင်တွေနဲ့ show တွေ program တွေရရဆိုတော့အများကြီးပျော်ပါတယ်အဲ့တော့ fake copy ရဲ့တယောက်စီတန်းကိုလည်းကျေးဇူးအများကြီးတင်တယ်အဲ့တော့အာနောက်များလည်းအခါအခွင့်သိမယ်ဆိုရင်အခုလိုမျိုး show တွေ program တွေကိုအများကြီးစူးစမ်းပြီးတော့လိုက်ချင်ပါသေးတယ်လို့မြန်မာစတာပစာ